ငိုရတဲ့အချိန်တိုင်းအချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံဘုံကတွေးမိတာတရားလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုတော့ဩငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသဘုဒ္ဓရာလေးစင်းပါရှိတယ်ရေထက်တော့များတယ်လို့ပြောတာဒီတစ်ဆက်နဲ့တော့တို့ပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုကိုကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လား ဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေသမုဒိယ၄သိန်းပါရှိတဲ့ကြီးကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုဝဲရတဲ့မြေကြီးတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပါနော်ကိန်းကရဏအမတ်တုံပမိစတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနေကိန်းကရဏဘယ်အကြောင်းကြောင့်အမတ်တုံသင်သည်ပမိစတိမေလျော၍နေပြီတည်းနီးတဲ့ဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာလဲ ဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်။ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့သာအခုကိစ္စတွေကိုအကြီးကြီးထင်ပြီးတော့ငိုနေတာ။ငကိုတော့ကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘယ်လောက်ငိုစရာကောင်းမှမဟုတ်ဘူး။